င်္ဂလာပါဂိမ်းဝစ်အရာနေကြိုးဆိုပါရယ်ဒီနေ့မှာတော့ reading လေးတစ်ခုဖတ်ကြမယ်ပေါ့เนาะ interchange intro ရဲ့ basic reading လေးဖြစ်ပါတယ် reading လေးကိုဖတ်မယ်ဆိုတော့သူ့ရဲ့အညွန်းလေးကိုအရင်ကြည့်ကြမယ်။ तू ကဘာလုတ်ခိုင်းတယ်လဲပေါ့နော်။ तू လုတ်ခိုင်းတာလေးကိုကြည့်မယ်ဆိုရင် skim the conversation skim skim လုတ်ပါတဲ့ the conversation စကားပြောခန်းကို စကားပြောကန်းကို skim လုပ်ပါ skim လုပ်တယ်ဆိုတာဒီတဲ့လုံးဝတစ်ခုချင်းစီကိုအတိအကျဖတ်တာမျိုးမဟုတ်ဘဲနဲ့စာပိုက်တစ်ခုမှာအဓိက idea ပါလဲခုံငုံပြီးတော့ဒါကတော့ဘသူကနေဘာတွေပြောတယ်ဒီလိုမျိုးခြုံငုံပြီးတော့သိအောင်လုပ်တာဒီ skim လုပ်တာပေါ့နော်အားလုံးကိုတိတိကျကျကွက်တိမစီလိုက်ဖတ်တာမျိုးမဟုတ်ဘဲနဲ့ဒီစာပိုက်ဒီဘာကိုပြောချင်နေတာလဲဆိုတာအပေါ်ယံသိလိုက်အောင် ထွက်လိုက်တာဒီ skim လို့တာဖြစ်ပါတယ် skim the conversation ဒီစကားပြောခန်းလေးကို skim လို့ပေးပါတဲ့ write ရေးပါ name နာမည် of the correct person မှန်ကန်သော လူရဲ့နာမည်ကိုရေးပါတဲ့ on each picture on each picture ရုပ်ပုံတစ်ခုစီမှာမှန်ကန်တဲ့လူရဲ့နာမည်ကိုရေးပါ โอเคအဲ့ဒါဆိုရင်သူ့ရဲ့ရုပ်ပုံကိုလိုက်ကြည့်အောင်ဒီမှာအမျိုးသမီးတယောက်ပုံပါတယ်နောက်တစ်ခုကနောက်ထပ်အမျိုးသမီးတယောက်ပုံပါတယ်ပြီးတော့ဒီအမျိုးသမီးတွေရဲ့နာမည်မှန်ကန်တဲ့နာမည်ကိုရေးဖို့အတွက်အောက်မှာကွက်လက်ကလေးတွေပါနေတယ်ပေါ့ဒီမျိုးသမီးနာမည်ကဘာလဲဒီမျိုးသမီးတက်ဘလက်ကလေးကိုကြည့်ပြီးတော့ပြုံးနေတဲ့အမျိုးသမီးနာမည်ကဘာလဲဒါလေးတစ်ချက်ကိုကိုရီးယားဒီဟာလေးကို skim လုပ်ပြီးတဲ့အချိန်မှာသိအောင်လုပ်ရမှာပေါ့ အင်းမလုပ်ပါလို့ပြောတဲ့နေရာမှာကိုရီဒီအားလုံးကိုအတိတ်ပဲကွက်တီမက်စီတိစီရမလို့ဒါပေမဲ့ဒီမှာတော့ဆာရှင်းပြတာဖြစ်တဲ့အတွက်အကုန်လုံးကိုရှင်းသွားမှာဖြစ်ပါတယ်။အဲဒါဆိုကြည့်ကြည့်ရအောင်။ဒီဟာလေးကဘာမှရေးထားတဲ့ကောင်လဲဆိုတော့ဒါဆိုရှယ်မီဒီယာလေးပေါ့ message me တဲ့ message စာပို့သည် me ငါကိုငါကိုစာပို့ပါဆိုရဲဒါဆိုရှယ်မီဒီယာ platform လေးကနေပြီးတော့တယောက်နဲ့တယောက်စာပို့ထားတဲ့အပြန်အလှန်စာပို့ထားတာလေးကိုသူတို့ဒါစာပိုက်ကလေးအနေနဲ့လုပ်ထားတာဖြစ်တယ် Eva and Pam are friends. Eva နဲ့ Pam ဒီအာဖြစ်ကြတယ် friends တငယ်ချင်းတွေဖြစ်ကြတယ် the message သူတို့ဒီစာပို့လေးရှိပါတယ် on social media social media ပေါ်မှာ every day နေ့တိုင်းနေ့တိုင်း Eva နဲ့ Pam ကတငယ်ချင်းတွေဖြစ်ကြတယ်သူတို့ကနေ့တိုင်းနေ့တိုင်း social media ပေါ်မှာစာပို့လေးရှိကြတယ်ပေါ့ Pam lives in Atlanta in the United States ဖမ်ကတော့တဲ့ lips နေထိုင်ပါတယ် in atlanta atlanta မြို့ in the united states united states us နိုင်ငံ atlanta မြို့မှာဖမ်ကနေတယ် eva eva ကတော့ is visiting လေပတ်နေပါတယ်ဒါကတော့သွားလေပတ်နေတော့တန်လန် eva ဒီလေပတ်နေပါတယ် France တငယ်ချင်းတွေစီမှာ Eva ကသူ့တငယ်ချင်းတွေစီကိုသွားလည်နေတယ်ပေါ့ဘယ်မှာလဲ In Puebla Mexico Mexico နိုင်ငံဒီ Puebla မြို့မှာ Eva ကသူ့တငယ်ချင်းတွေစီကိုသွားလည်နေတယ် Pam ကတော့ Atlanta မြို့ United States မှာနေတယ်ဒီနှစ်ယောက်ကတငယ်ချင်းတွေတယောက်နဲ့တယောက် social media နေနေတိုင်းနေတိုင်းစာပို့လေးရှိကြတယ်อืม အဲ့ဒါဆိုကြည့်ကြည့်မယ်ပေါ့နော်။ဒါဆိုရှယ်မီဒီယာလေးမှာတယောက်နဲ့တယောက်စာပို့ထားတယ်။ Eva နဲ့ Pam နဲ့။ Eva ကသူ့ရဲ့နာမည်လေးက Eva 35တန်းဒါကသူ့ရဲ့ social media နာမည်လေးဖြစ်တယ်။ဒီမှာကတော့ Pam ကတော့ Pam L ဆိုပြီးတော့သူ့ရဲ့ social media နာမည်လေးသူ့ရဲ့ profile picture လေးတွေကိုလည်းကြည့်လိုက်ပေါ့နော်။ဒါဆိုလို့ရှိရင် Eva ကဗာလဲအုံးလက်ပုံလေးတွေကိုလှုပ်ထားတယ်။ Pam ကတော့ကောင်းကင်ပုံလေး sky ပုံလေးကိုလှုပ်ထားတယ်ပေါ့။အဲ့ဒါ Eva ကစပြောတယ်။ Hey How are you today, Pam? How are you? How are you, sir? နေကောင်းလားပေါ့နေဘလို့လဲနေကောင်းလား today ဒီနေ့ Pam Pam ရေနေဒီနေ့နေကောင်းလားအဲ့မှာ Pam ကပြန်ပြေးတယ်ကိုကိုနှုတ်ဆက်ရင်ကိုကပြန်နှုတ်ဆက်မယ် Say ever ever hi ma fine ငါနေကောင်းပါတယ် thanks ကျေးဇူးပါ နေကောင်းပါတယ်ကျေးဇူးပါ What are you doing? What? Ba, are you doing? နင်လုပ်နေတယ်လေ။နင်ဘာတွေလုပ်နေတာလဲ? What are you doing? အိမ်မှာ Eva ကဖြေတယ်။ I'm sitting on the couch watching a movie. It's great. I'm sitting. ငါကထိုင်နေပါတယ်။ On the couch. ထိုင်ကုန်ပေါ်မှာ couch ဆိုတာဒီ sofa လိုမျိုးဧကန်ထဲမှာထားတယ်ထိုင်ကုန်။ couch sofa လိုမျိုးထိုင်ကုန်ပေါ်မှာထိုင်နေတယ် watching a movie ရုပ်ရှင်တကားကို ကြည့်နေရင်းနဲ့ sofa ပေါ်မှာထိုင်နေပါတယ် it's great လငောင်းကတကယ်ကိုကောင်းတယ် great ဆိုတာက very good အလွန်ကောင်းတယ်အရန်ကောင်းတယ်ဒီကားလေးကသူဇက်ကားကြည့်နေတယ်ပေါ့ ever the ဇက်ကားကြည့်နေတယ်ဟုတ်ပြီကိုရီဒီမှာနားလဲလိုက်တာ ever the ရုပ်ရှင်ကြည့်နေတယ် she's watching a movie and she's sitting on the couch mm. နောက်တစ်ခုကြည့်ကြည့်မယ်။ဖမ်ကဘာပြန်ပြောလဲ။ Lucky you lucky ကံကောင်းတော့ you နင်းပြောချင်တာကနင်းကကံကောင်းလိုက်တာပေါ့နော်။ตายရလိုက်တာဟေး lucky you I'm writing a report I am writing ငါကရေးနေပါတယ် a report report ဆိုတာဒီစီရင်ခံစာပေါ့နော်ဒါအလုပ်အတွက်မှာရေးတာဖြစ်လောက်တယ်ဒီနေ့မှာတော့ဘာတွေဖြစ်ခဲ့ပါလဲအစီရင်ခံစာလေးကိုရေးနေတာပါ I'm writing a report ငါကအစီရင်ခံစာတစ်စောင်ရေးနေတယ် it's for my job it's လငောင်းကဖြစ်ပါတယ် for အတွက် my job ငါရဲ့အလုပ်လငောင်းကငါရဲ့အလုပ်အတွက်ဖြစ်တယ်ဆိုတာဒီလငောင်းဆိုတာဘယ်ကောင်ပြောတာလဲဆိုတော့ report ကိုပြောတာသူက report ကိုရေးနေတယ်ဒီ report ဆိုတဲ့အစီရင်ခံစာကဘာအတွက်ရေးတာလဲသူ့အမေကိုပို့ဖို့လားမဟုတ်ဘူးသူ့အလုပ်အတွက်ရေးနေတာအဲ့ဒါဆိုရင် eva ဒီရုပ်ရှင်ကြည့်နေတယ် pam ဒီအလုပ်လုပ်နေတယ်လို့ကိုရီးယားသတ်မှတ်လို့ရတယ်ပေါ့နော် report တခုရေးနေတယ် pam ကဟုတ်ပြီ ထမ်းသည်မလုံနေလဲဆိုလို့ရှိရင်အလုံလုံနေတယ်အဲ့ဒါနဲ့ Eva ကထမ်းပေးတယ် Oh really the day လာ Are you at your office are you နေငါဖြစ်ပါသလား your office နင်းရဲ့ယုံကမ်းမှာနင်းနင်းရဲ့ယုံကမ်းမှာလာ Eva ကမေးလိုက်တယ် Pam သည်သူ့ရဲ့ယုံကမ်းမှာဖြစ်သလားဆိုတာသိချင်တဲ့အတွက် Are you at your office နင်းကနင်းရဲ့ယုံကမ်းမှာလာဆိုရင်နင်းကအိမ်မှာလားဆိုရင် Are you နင်းကဖြစ်သလား ma aim h o m e home are you at home နေရအိမ်မှာလားဒါမျိုးလေးမေးလို့ရမယ်ပေါ့ဒီမှာကတော့နေရနေ့ရဲ့ရုံးခန်းမှာလား are you at your office ဟုတ်နဲ့ဖမ်ငါဘာဖြေလဲဆို yeah ဟုတ်တယ် my friend lady is making me coffee my friend ငါတငယ်ချင်း ါတငယ်ချင်းဘသူကြီးလဲငါတငယ်ချင်းလက်ဒီငါတငယ်ချင်းလက်ဒီဒီရဲ့ is making ပြုလုပ်နေပါတယ် me ငါကို coffee coffee ငါတငယ်ချင်းလက်ဒီကပြောချင်တာကငါအတွက် coffee လုပ်ပေးနေတယ်ပေါ့နော်ငါတငယ်ချင်းလက်ဒီဒီငါအတွက် coffee လုပ်ပေးနေတယ်အဲ့ဒါဆို fam ကရုံးခန်းမှာဖြစ်တယ်ပြီးတော့ကြတော့ fam ဒီအလုပ်လုပ်နေတယ် report ရေးနေတယ် please helping me with the report ဟွန်း please သူမကဖြစ် ငောက်ပင်ကူညီနေပါတယ်။မိငါ့ကိုသူမကငါ့ကိုကူညီနေတယ်။ with နှင့်ပတ်သက်၍ the report အစီရင်ခံစာ with the report အစီရင်ခံစာနဲ့ပတ်သက်လို့သူမကငါ့ကိုကူညီနေတယ်ဒီနေရာမှာသူမဆိုတာဒီသူငယ်ချင်းလယ်ဒီကို ပြောတာဖြစ်ပါတယ်ဖမ်ကပြောတယ်ပေါ့နော်ဟုတ်တယ်ငါကရုံးခန်းမှာငါငယ်ချင်းလယ်ဒီကငါအတွက် coffee တွေဖြော်ပေးနေတယ်သူမကငါ့ကိုအစီရင်ခံစာနဲ့ပတ်သက်လို့ကူညီပေးနေတာဒီနေရာမှာသူမဆိုတာဒီသူငယ်ချင်းလယ်ဒီကိုပြန်ပြောတာဖြစ်ပါတယ် okay ဆက်သွားကြည့်အောင်အဲ့ဒါနဲ့ evil ကဆက်ပြောတယ် ခိုးလိုက်တာပေါ့တဲ့ခိုးဆိုတာဒီအတိတ်ပဲအေးမြတော့ဆိုတဲ့အတိတ်ပဲလည်းဖြစ်နိုင်သလိုဒီနေရာမှာ မိုက်တော့လန်တော့ပေါ့မိုက်တာပေါ့ trim အဲ तू က i'm ဆိုပြီးတော့ तू တခုခုဆက်ပြောမလို့အဲ့ဒီအချိန်မှာ oh wait ခဏလေး my cell phone is ringing my cell phone ငါရဲ့ cell phone ငါရဲ့လက်ကင်ဖုန်းဒီ it's ringing မြည်နေပါတယ် ring ဖြစ်တယ်ဆိုတာဗာလဲဆိုလို့ရှိရင် တခုခုမြည်တာပေါ့ဖုန်းမြည်တယ်ပြီးတော့ကြာအလမ်းမြည်တယ်ပြီးတော့ဗာတွေဖြစ်အောင်မလဲအဲဘဲမြည်တယ် bell ပေါ့နော် bell မြည်တယ်ခေါင်းလောင်းမြည်တယ်ဒါတွေဒီ ring ring တလုံးဒီပေါ့နော် now အနေနဲ့ဆိုလို့ရှိရင် let's ဆိုတဲ့အဓိပ္ပာယ်လဲရသလို verb ဆိုလို့ရှိရင်မြည်သည် ငါရဲ့ cell phone မြည်နေတယ်ဆိုတော့ငါဖုန်းလာနေတယ်ငါဖုန်းကြီးမြည်နေတယ်တဲ့သူကစကားပြောမလို့တန်လက်မှာငါဖုန်းမြည်နေတယ်လို့ပြောလာတယ် be right back be right back ဆိုတာခဏနေချက်ချင်းပြန်လာခဲ့ပဲငါချက်ချင်းပြန်လာပြီးနေနဲ့စကားဆက်ပြောမယ်ပြီးတော့ကြတော့သူကဖုန်းသပြောပြီးတော့ကြတော့မှပြန်လာတယ် sorry sorry ပါ it's my friend paul ၎င်းကဖြစ်တယ် it's my friend ငါရဲ့တငယ်ချင်း Paul ဖြစ်ပါတယ်ပေါ့၎င်းဆိုတာဒီခုနဖုန်းဆက်လာတဲ့လူကငါရဲ့တငယ်ချင်းဆက်လာတာငါတငယ်ချင်း Paul ဆိုတဲ့လူဆက်လာတာ he's making lunch သူကနေ့လယ်စာလုပ်နေတယ် making lunch နေ့လယ်စာလုပ်နေတယ်ဒီနေရာမှာဘာလို့ cooking lunch လို့မသုံးတာလဲနေ့လယ်စာချက်နေတယ်ဆိုပြီးတော့ဘာလို့မသုံးတာလဲဆိုတော့ဒီအဖြူတွေပေါ့နော်သူတို့တွေတချို့တွေကကြတော့နေ့လယ်စာအတွက် အဲချက်ပြုတ်တဲ့အဆင့်ထိမရောက်ဘဲနဲ့ sandwich လောက်ပဲလောက်တာမျိုးလည်းဖြစ်နိုင်တယ်အဲ့အတွက်ကြောင့်ခုတ်ကိုမသုံးမဲနဲ့ mix ဆိုလို့ရှိရင်အလုံးခြုံငုံသွားတယ်သူကသူလက်စစ်မီတွေဘာတွေအများကြီးတွေချက်ပြုတ်တာမဟုတ်ဘူးဆိုရင်တော့ဒါ make ထဲမှာအကျုံးဝင်သွားတာပေါ့ making lunch နေ့လယ်စာလုပ်နေတယ်တဲ့အဲ့ဒါဆိုလို့ရှိရင် eva စီကိုဖုန်းဝင်လာတယ်သူငယ်ချင်း paul ကဖုန်းဆက်လာတယ်သူနေ့လယ်စာလုပ်နေတယ်ဆိုတဲ့အကြောင်းအဲ့ဒါ pam ကဆက်ပြောတယ် right right ဆိုတာဒီမှန်ကန်တော့ဒါပေမဲ့ဒီနေရာမှာတော့ကောင်းပြီဆိုတဲ့အဓိပ္ပာယ်ရပါတယ် right i have to go i nga have ဆိုတာကရှိသည်ဒါပေမဲ့ have to ဆိုရင်လုပ်ကိုလုပ်ရမယ်ဆိုတဲ့အဓိပ္ပာယ် i have to go ငါသွားရတော့မယ် hey သွားခြင်းခြင်းမသွားခြင်းခြင်းသွားရတော့မယ် i have to go ငါသွားရတော့မယ် i have to eat ငါစားရတော့မယ်စားကိုစားရမယ်စားခြင်းခြင်းမစားခြင်းခြင်းစားရမယ်သွားခြင်းခြင်းမသွားခြင်းခြင်းသွားရမယ် i have to go ငါသွားရတော့မယ် อีวาอีวาเอ๋งาตั้วยะอုံเบ้ Sorry sorry ba my boss is calling me my boss nga the the ga is calling call ni de mi nga ko nga the the nga ko call ni de twet chaung nga twa ya do me sorry ba tat ta ba eva ye bo ai ma eva ga bian byo de okay good luck with the report good luck ကံကောင်းပါစေ with the report အစီရင်ခံစာနဲ့ပတ်သက်လို့ကံကောင်းပါစေပေါ့ပြောချင်တာဒီအားလုံးအဆင်ပြေပါစေအစီရင်ခံစာနဲ့ပတ်သက်လို့ချောချောမူမူလင့်လင့်မြန်မြန်ပြီးပါစေ have a good evening have ရရှိပါစေ a good evening ကောင်းမွန်တော်ညနေခင်းလေးရရှိပါစေအဲညနေခင်းကောင်းလေးဖြစ်ပါစေပေါ့ तू ကခွဲခွာကန်ဒီမှာဆူတောင်းပေးလိုက်တယ်အဲ့မှာဖမ်ကလည်းပြောတယ်ကိုကဆူတောင်းပေးတဲ့အတွက်ကိုကကျေးဇူးပြန်တင်ပေးရမယ် thanks eva ကျေးဇူးပါ eva ရေ enjoy your movie နေ့ရက်ရုပ်ရှင်ကိုတင်နဲ့ပျော်ရွှင်ခံစားပါဗောနော် နေ့ရက်ရှင်လေးကိုနေကောင်းကောင်းလေးစက်ကြည့်ပါ enjoy your movie enjoy your meal ဆိုရင်နေ့ရက်အစားအသောက်ကိုကောင်းကောင်းမွန်မွန်စားပါဗောနော်ပျော်ပျော်ရွှင်ရွှင်စားပါလို့ပြောတာဖြစ်ပါတယ်ဒါက तू ကထပ်ပြီးတော့နှုတ်ခွန်းဆက်သလိုက်တာ enjoy your movie နေ့ရက်ရှင်ကိုကောင်းကောင်းမွန်မွန်လေးကြည့်ပါတဲ့ဆိုရင်ဒါလေးကိုမြန်မာလိုလေးနဲ့တစ်ချက်ပြန်ပြီးတော့ဖတ်ကြည့်ရအောင်။ Eva နဲ့ Pam နဲ့ social media ကနေစကားပြောကြတဲ့အကြောင်းလေး Okay, so let me erase these. ဒါလေးတွေတစ်ချက်အရင်ဖြတ်လိုက်မယ်ပေါ့လေ။အာ message me ဆိုရဲ social media platform ကနေပြီးတော့ကြတော့ဒါ Eva နဲ့ Pam နဲ့စကားပြောနေကြတာဖြစ်တယ်ပေါ့ okay so let's read Eva နဲ့ Pam ဒီတငယ်ချင်းတွေဖြစ်ကြပါတယ် Eva and Pam are friends သူတို့ဒီ social media ပေါ်ကနေနေ့စဉ်စာပို့လေးရှိကြတယ် the message on social media every day from the united states atlanta မြို့မှာနေတယ် from lives in atlanta in the united states eva ကတော့ mexico ပြူပလာမြို့မှာသူတငယ်ချင်းတွေစီလဲနေတယ် eva is visiting friends in puebla mexico eva နဲ့ pam နဲ့အပြန်အလှန်စကားပြောပြီး hey ဒီနေ့နေကောင်းလားဘလို့လဲပမ်ကြီး Hey, how are you today, Pam? Hi, Eva. ရေငါနေကောင်းတယ်ကျေးဇူးပါနင်ပါလုံးနေလေ Hi, Eva. I'm fine, thanks. What are you doing? Hi. ဟန်ကုံပေါ်မှာထိုင်ပြီးတော့ရုပ်ရှင်တကားကြည့်နေတယ်ဒီရုပ်ရှင်ကတကယ်ကောင်းတယ် I'm sitting on the couch watching a movie. It's great. ဆန်ကောင်းလိုက်တာ၊သားရလိုက်တာ။ငါကတော့စီရင်ခန်းစာတစောင်းရေးနေတာ။ငါအလုပ်အတွက်ပဲ။ Lucky you. I'm writing a report. It's for my job. ဟာတကယ်လား။နေရာနေ့ရဲ့ရုံးခန်းမှာလား။ Really? Are you at your office? တဲ့ငါတငယ်ချင်းလယ်ဒီကငါအတွက်ကော်ဖီဖြော်ပေးနေတယ်။သူကငါ့ကိုစီရင်ခန်းစာနဲ့ပတ်သက်လို့ကူညီပေးနေတာ။ yeah, my friend Letty is making me coffee. She's helping me with the report. My double nga Fool, I'm Oh canali nga phone ni de. Oh wait, my cell phone is ringing. Send your lagame no. Be right back. Sorry ba, nga tinge jin Paul. Tu ga ni le sa chat ni de. Sorry, it's my friend Paul. He's making lunch. Kaumi nga twa ya lo me iba ye. Sorry ba, nga tathe nga o kho ni bi. right. I have to go, Eva. Sorry, my boss is calling me. Okay, အစီရင်ခံစာနဲ့ပတ်သက်လို့အရာရာအဆင်ပြေချောမွေ့ပါစေ။ညနေခင်းကောင်းလေးဖြစ်ပါစေ။ Okay, good luck with the report. Have a good evening. ကျေးဇူးပါ Eva ရေ။နေလဲရုပ်ရှင်ကိုကောင်းကောင်းကြည့်ပါ။ Thanks Eva. Enjoy your movie. ဆိုလို့ရှိရင်ကိုရီဒီမှာပေါ့နော်။ Cramdy ဘာလုပ်နေလဲ? Cramdy လုံးလုံးနေတဲ့ အာ Eva ကတော့မလုပ်နေလဲ Eva ကတော့ရုပ်ရှင်ကြည့်နေတယ်အဲ့ဒါဆိုကြည့်ကြည့်ရအောင် laptop လေးနဲ့အလုံးလုံးနေတာဒီဘာလို့ဖြစ်မလဲပေါ့နော် laptop လေးနဲ့အလုံးလုံးနေတာက pam ဖြစ်မယ်ပေါ့ this would be pam mm okay let's write it grammatically correct မမှန်ကန်ကန်လေးရေးရအောင်လူနာမည်လေးတွေကိုရေးတဲ့အချိန်မှာအစစလုံးလေးအကြီးဖြစ်မယ် pam p အကြီးတန်တာတွေကအသေး pam okay what about this girl This girl is watching a movie and she's smiling so she's not walking. သူအလုံးလုံးနေတာမဟုတ်ဘူး။အဲ့ဒီအတွက်ကြောင့်ဒီမျိုးသမီးလေးကရုပ်ရှင်ကြည့်နေတာဖြစ်တဲ့အတွက်သူမသည် Eva ဖြစ်မယ်။ပစမဆုံးစလုံးဒီအကြီးရေးမယ်။ကျန်တာတွေကအသေးနာမည်လေးတွေကိုရေးတိုင်းရေးတိုင်းမှာအလိုရေးကြမယ်။ Okay ။အဲ့ဒါဆိုလို့ရှိရင်ဒီမှာ exercise တွေလည်းလုပ်ကြည့်ကြမယ်။ Read the conversation. Read ဖတ်ပါ the conversation စကားပြောခန်းလေးကိုဖတ်ပါ who is doing these things who ဘသူက is doing ပြုလုပ်နေပါသလဲ these things ဒီအရာများကိုဘသူတွေကဒါတွေကိုလုပ်နေလဲ who ရွေးချယ်ပါ the correct answers မှန်ကန်တဲ့အဖြေတွေကိုရွေးချယ်ပါဆိုလို့ရှိရင်နံပါတ်1ကြည့်ကြည့်မယ်ပေါ့နော် is watching a movie ်ရုပ်ရှင်တကားကိုကြည့်နေသည်ဘသူကြည့်နေတာလဲဖမ်လားအီဗာလားဖမ်ကအလုံးလုံးနေတာဆိုတော့ရုပ်ရှင်ကြည့်နေတာလေဒီအီဗာအီဗာ is watching a movie อืม What about number 2? Number 2မှာသူ ရေးထားတယ် is visiting friends တငယ်ချင်းများစီလဲနေသည်တငယ်ချင်းတွေစီလဲနေတာဘယ်သူလဲတငယ်ချင်းစီစီလဲနေတာဘယ်သူလဲဒါဆိုလို့ရှိရင်ကြည့်ကြည့်မယ်ဘယ်သူကလဲနေလဲဆိုလို့ရှိရင် Eva ကလဲနေတယ်ပေါ့ Eva is visiting friends in Tubela Mexico อืม Eva ဒီတငယ်ချင်းတွေစီလဲနေတယ် Number 3 Number 3 is walking in an office. to come, lonely. lonely ယုံကန်တခန်းမှာအလုပ်လုပ်နေတယ်။ဘသူလုပ်နေတာလဲ? Pam is walking in an office. Number 4 is making coffee. coffee ဖြောနေတယ်။ coffee lonely လုပ်နေတာကဘသူလဲ? Lady. Number 5 is calling Eva on her cell phone. Eva ကိုသူမရဲ့ cell phone to send call ကနေတဆင့်ခေါ်နေတာကဘသူလဲ? Paul. Paul is calling Eva on her cell phone. is calling Pam. Pam go call ကိုခေါ်နေတာကဘသူလဲ? Pam call ရဲ့တတိယခေါ်နေတာ Pam's was. Pram um, yet yeah, the tea. Pram's was. Okay. That's what she said. Think about online conversations you have with friends. Think about Twitter, online conversation. Online is a good lady. You have with friends. Nothing is in it. Nothing is a good lady. Online is a good lady. She is a good lady. Since I did. Do you say? Nobody is a what do you ask about နင်တို့တယောက်နဲ့တယောက်ဘာတွေမေးနေရှိတယ်လဲ write a short conversation ဒီလိုမျိုး conversation စကားပြောခန်းအတူလေးတိစောက်ကြည့်ပေးပါပေါ့တငယ်ချင်းတွေနဲ့ကိုရီနဲ့ online ကနေဘာတွေပြောလဲမြန်မာလိုပြောတယ်ဆိုလို့ရှိရင်လည်းအင်္ဂလိပ်လိုလေးတိစောက်ကြည့်ပေးပါဒီ video ရဲ့အောက်မှာတိစောက်ပြီးတော့ထားခဲ့ပေးလို့ရပါတယ်စာစစ်ပေးပါမယ်ရှင် thank you very much see you next time